ခရစ်တိုမိုင်းနင်းသမားတွေအတွက်လုံတင်တဲ့ free mining miner တခုအကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ block တော်မိုင်းလဲဆိုရင် mining ထဲမှာပါဝင်ထားတဲ့ခရစ်တိုမျိုးစားက15မျိုးတောင်ပါဝင်ထားပါတယ်။ပါဝင်ထားတဲ့ခရစ်တိုတွေအားလုံးကလည်း market ထဲမှာဈေးထွက်ပြီးသားကောင်းတွေကြီးပါပဲ။ပြောရမယ်ဆိုရင် bitcoin တို့ ethereum တို့ sol တို့ bnb တို့လို market မှာထိတ်ဆုံးရောင်းနေတဲ့ခရစ်တိုတွေကိုလည်း free mining လုပ်လို့ရပါတယ်။ ဒီထက်ပိုမိုက်တဲ့ချက်တစ်ချက်လည်းရှင်းနေပါတယ်အဲ့ဒါဘာလဲဆိုတော့ mining နဲ့မှာပါဝင်ထားတဲ့ crypto 15မျိုးလုံးကို free mining လုပ်လို့ရပါတယ်ကိုက crypto တစ်မျိုးတည်းကို mining လုပ်ရတာညီငွေလာပြီဆိုရင်ကျွန်တော်ပြောပြပေးသွားမယ် free mining လေးကိုစမ်းကြည့်လို့ရပါတယ်တတိယအမှတ်ချက်တစ်ချက်လည်းရှိနေပါတယ်။ free mining လောက်တာဖြစ်တဲ့အတွက်ဒီနေ့တနေ့ပြန်ရမယ့်အမောက်ကတော့နေပါတယ်။ဒါပေမဲ့ mining လောက်တာကြာလာတဲ့နေ့အမြ ပတ်စံများလာပါလိမ့်မယ်။တချို့ဆိုရင် crypto mining တွေကနေဒေါ်လာရာနဲ့ချေထောင်နဲ့ချေရတဲ့သူတွေကိုတွေ့ရပါလိမ့်မယ်။တကယ်လေးရပါတယ်။အဲလိုရဖို့အတွက်ကလည်းအချိန်တွေပေးရပါတယ်။ဒါတို့ရော mining သမားတွေတည်ကြပါတယ်။ကိုယ့်ဘက်ကပတ်စံပေးစရာမလိုပဲအလွယ်တကူပေါ့ပေါ့ပပနဲ့ပတ်စံရှာလို့ရတာဆိုလို့ crypto mining တွေပဲရှိပါတယ်။ဆိုတော့ DBU ထဲမှာက free mining လုပ်ဖို့အတွက်လိုအပ်တဲ့အရာတွေနဲ့ mining နဲ့ပြန်ထုတ်တဲ့အခါမှာလုံဆောင်အောင်မဲ့အချက်တွေကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုမကြောပဲအဆုံးအထိကြည့်ပေးကြပါဗျ Freeman နဲ့လို့ပို့တော့ဆိုရင်တော့အကောက်တစ်ခုတော့ဖွင့်ပြရပါမယ်။အကောက်ဖွင့်တာကလည်း Gmail နဲ့ချိန်ပြီးဖွင့်ရုံပါပဲ။ဒါကတော့ကျွန်တော် Freeman website ရဲ့ပုံစံပါပဲ။ဒီထဲမှာဆိုရင်ကျွန်တော် Crypto 15မြို့လောက်ရှိနေပါတယ်။ဒီ Crypto 15မြို့ရဲ့မှာကိုကြိုက်တဲ့ Crypto တွေကို mining လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ Crypto 3ခုကို mining လုပ်ထားပါတယ်။ဒီကောင်လေးက web mining ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဖုန်းထဲမှာ app to home screen လုပ်ပြီးရော application အနေနဲ့သုံးကြပါ ဆိုတော့ကျွန်တော်တို့ဒီမှာ mining လုပ်ဖို့အတွက်ဆိုရင်အရင်ဆုံး mining speed လိုအပ်ပါတယ် mining speed ယူတော့ဒီဘက်တောင်ဆုံးမှာ fan set ဆိုတာလေးရှိပါမယ် item ကိုသွားလိုက်ပါ item ကိုသွားပြီးရင်တော့ကျွန်တော်တို့3နာရီတစ်ချိန် mining speed ကိုလာယူပေးရမှာ ဖြစ်ပါတယ် မိုင်းနစ်ပီရှိမှာဖီမိုင်းနင်းအားလုံးလုံးတာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့က iPhone ဆက်ဘေးနဲ့လေးမှာကျော် refer ဆိုတာလေးရှိပါမယ်။ဒီနေရာမှာကျော်ရဲ့ refer link ကို copy ယူပြီးတော့တငယ်ချင်းတွေကိုပို့မယ်။သူတို့ကနေပြီးတော့ဒီ link ကနေမှာတဆင်ဒီမိုင်းနင်းကိုလုပ်တယ်ဆိုရင်ကျော်ရဲ့မိုင်းနင်းမှာ speed ဒေါ်လာမှာဖြစ်ပါတယ်။တငယ်ချင်းခေါ်တယ်ဆိုတာနဲ့ minus speed ရပါတယ်။ဆိုတော့ကျွန်တော်တို့ minus speed ရလာပြီ။ရလာတဲ့ minus speed ကိုအသုံးပြုပြီးတော့ crypto တွေကို free mining လုပ်မယ်။ free mining လုပ်ဖို့အတွက် bitcoin တွေကိုရေးချေအမှန်မသိရင် ျွန်တော်တို့ Doggy ဆိုတဲ့ quyn ရဲ့ POL ဆိုတဲ့ quyn ကိုပဲရွေးချယ်ကြပါဒီကောင်နှစ်ကောင်ကဒီ mining နဲ့ကနေပြန်ထုတ်တဲ့အခါမှာဆိုရင် Fiji တက်တာပါတယ်ကျန်တဲ့ကောင်တွေကတော့ကျွန်တော်တို့ Fiji အရန်များပါတယ်ဒါကြောင့်မို့လို့ဖေးမိုင်းနေလောက်တော့မယ်ဆိုရင် doggy quine နဲ့ p1 နှစ်ခုတည်းအကိုကြိုက်တာကိုလောက်ပါနှစ်ခုလုံးကိုမိုင်းနေလောက်တယ်ဆိုရင်လည်းအဆင်ပြေပါတယ် ဆိုတော့ကျွန်တော်ဒီ mining နဲ့ crypto တွေကိုထုတ်မယ်ထိုးဖို့တွေကအလဲမှာ withdraw ရှိမယ် withdraw ဆိုတာလေးကိုနှိပ်လိုက်ပါ withdraw ဆိုတာကိုနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီအကောင့်ထဲမှာရှိနေမယ် coin တွေကိုပြပါလိမ့်မယ်ဒီနေရာမှာကိုထုတ်မဲ့ coin ရွေးလိုက်ပါဥပမာကိုက dollar နဲ့ထုတ်မယ်ဆိုရင် dollar ကိုရွေးလိုက်ပါ dollar ကိုရွေးပြီးရင်တော့ကျွန်တော်ဒီအောက်မှာ network ရွေးရတဲ့အပိုင်းတွေရှိနေပါမယ် နဝအနေနဲ့ကဒိုနဝကိုအသုံးပြုရမှာဖြစ်ပါတယ်။ဒီအောက်ကိုဆက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒေါကွိုင်ကပေးရမယ့် fee ကြီးအမောက်က quin နဲ့30000ပေးရမှာဖြစ်ပါတယ်။ဒေါကွိုင်ထုတ်ဖို့အတွက်ဆိုရင်တော့အရင်ဆုံးကျွန်တော် fee ကြီးရအောင်ရင်ဆုရမှာဖြစ်ပါတယ်။ဒီ mining ကိုစ join ပြီဆိုတာနဲ့ dog coin ကိုရှောင်ပါကျွန်တော်တို့တုံ coin လည်း mining လုပ်လို့ရပါသေးတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ POL ဆိုတဲ့ coin ကိုထုတ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထုတ်ဖို့အတွက်ဒီမှာ POL ဆိုတာလေးကိုရွေးချယ်လိုက်ပါမယ်ဒီကောင်ကတော့ fee ကြီးကတော့အရင်နေပါတယ် ြီးရင်တော့ဒီရောက်မှာကျတော့ wallet ရွေးချယ်ရပါမယ် wallet အနေနဲ့ fansabe ရှိမယ်ပုံကွန်ဆိုတာရှိပါမယ်ကျွန်တော်တို့ပုံကွန်ကိုရွေးချယ်လိုက်ပါမယ် fansabe ကိုရွေးရဆိုရင်တော့ fansabe ရ web3 wallet တစ်ခုပါအဲ့ဒီ wallet နဲ့ပဲထုတ်လို့ရမှာဖြစ်ပါတယ်ပုံကွန်ရွေးချယ်လိုက်တဲ့ဆိုရင်တော့ကိုကြိုက်တဲ့ exchange web3 wallet တွေနဲ့ဝေထုတ်လို့ရပါတယ် ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ Trout Wallet ကိုအသုံးပြုသွားပါမယ်။ဒီ mining နဲ့မှာကျွန်တော်ကြီးရတဲ့လောက်က Pokemon နဲ့ Doggy ဆိုတဲ့ Crypto နှစ်မျိုးဟာထောက်ရတဲ့အမောက်လည်းအရင်နဲ့တလို့သူတို့ဖြတ်တဲ့ Feature ကလည်းအရင်နဲ့ပါတယ်။ဒါကြောင့်မို့လို့ mining လုပ်မယ်ဆိုရင်တော့ Doggy နဲ့ POM ကိုရွေးချယ်တင်ပါတယ်။ကျွန်တော်အတွဲယူမယ်။အတွဲယူဖို့အတွက်ဒီအပေါ်ကဆက်ပါလေးကိုနှိပ်မယ်။နှိပ်ပြီးွားရင်တော့ဒီအပေါ်မှာကျွန်တော် POL လို့ရိုက်လိုက်ပါ။ဒါဆိုရင်တော့သူက Pokemon ဆိုတာလေးကြာလာပါလိမ့်မယ်။အဲ့ဒီ Pokemon ဆိုတာလေးကိုနှိပ်လိုက်ပါ။ Pokemon ဆိုတာလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့က ှငွေလက်ခံမှာဖြစ်တဲ့အတွက် registry ဆိုတာလေးကိုထပ်နှိပ်လိုက်ပါ ရစီကိုနိုင်လိုက်တယ်ဆိုရင်သူကကျူဟာကုတ်ရဲ့အဒွဲ့ရဲ့ပေးပါလိမ့်မယ်ကျွန်တော်တို့ကအဒွဲ့ကို copy ယူလိုက်ပါ copy ယူပြီးရင်တော့စောစော website ထဲသွားပြီးတော့ဒီနန်းက wallet အဒွဲ့နေရာမှာ copy ယူလာတဲ့အဒွဲ့ကိုထည့်လိုက်ပါထည့်ပြီးရင်တော့ဒီရောက်က crypto ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ website ထဲကနေပြီးတော့ crypto ပြန်ထုတ်တာအောင်မြင်သွားပါပြီကျွန်တော်တို့ရဲ့ exchange wallet ထဲကိုရောက်လာဖို့အတွက်ဆိုရင်တော့အချိန်အဖြစ်ခဏတော့စောင့်ပေးရပါမယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ထုတ်ထားတဲ့ crypto history ရှိပါတယ်ကျွန်တော်တို့တစ်ချိန်ပဲထုတ်ရပါသေးတယ် ခဏကြာတော့ web mining နဲ့ကနေပြီးတော့ထုတ်ထားတဲ့ P1 ကျွန်တော်ရဲ့ wallet ထဲကိုရောက်လာပါတယ်။ဒီ wallet ထဲက history မှာဆိုရင်လည်းသူပြထားပါတယ်။ဆိုတော့ web mining နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲ။အားလုံးနားလည်မယ်လို့ထင်ပါတယ်။ဒီ mining ကို join တော့မယ်ဆိုရင် crypto တွေကို mining လုပ်ဖို့ရွေးချယ်တဲ့အခါမှာတတိထားပါ။တချို့ crypto တွေက fee ကြီးအရန်ဖြတ်တာကျမ်းပါတယ်။ view လေးကိုကျွန်တော်ထည့်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတည်ထားပေးပါဦးအားလုံးကိုကျေးဇူးပါ